ဒေါ်လာတန်းချီတန်နဲ့စိန်ပရက်ကြီးဝစ်ဆင်ပြီးပွဲကျန်းလိုက်တဲ့မအေးတောင်းပရိသတ်များလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တွေကိုမျက်လုံးအပြူတောင်းပါစပ်အဟောင်းသားဖြစ်သွားစေမယ့်သတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်ခေါင်းစဉ်ကိုမြင်တဲ့အတိုင်းမှာပဲရှင်ဒေါ်လာတန်းချီတန်နဲ့စိန်ပရက်ကြီးကိုဝစ်ဆင်ပြီးပွဲကျန်းလိုက်တဲ့မအေးတောင်းအကြောင်းပဲဖြစ်ပါတယ်မကြာသေးခင်ရပိုင်းကအွန်လိုင်းစာမျက်နှာတွေထက်မှာပရိသတ်တွေရဲ့အချက်တော်မအေးတောင်းတယောက်ပွဲကျန်းနေပါတယ် ရိုးရိုးပွဲချက်နာတော့မဟုတ်ပါဘူးရှင်။တန်ပိုးအဖြစ်ဒေါ်လာသန်းပေါင်းများစွာတန်ကြီးရှိတဲ့မြန်မာငွေနဲ့ဆိုရင်တော့တွက်ချက်ဖို့ခက်ခဲလောက်တဲ့ရှင်ဟောင်းဒီဇိုင်းစိန်ပရက်ကြီးကိုဝတ်ဆင်ပြီးပရိသတ်တွေကိုအန်အသင့်တောင်းလောက်လိုက်တာပါ။ဒီမရဲ့ပုံရိပ်တွေထွက်လာတာနဲ့တပြိုင်နက်လူမှုကွန်ရက်တစ်ခုလုံးကရက်ထထွားခဲ့ရပါတယ်။ တာမာအဖြစ်မြန်မာနိုင်ငံရဲ့လူပညာလောကမှာအချမ်းသာဆုံးစိတ်အများဆုံးဝင်နိုင်တဲ့သူကဘသူလဲလို့မေးလိုက်ရင်တော့လူတိုင်းကထိတ်တန့်မင်းသမီးဝမ်မုံရွှေကြီးကိကိကိုပဲပြင်းမြင်မိကြမှာပါတထေးကြီးဦးနိုင်ဖြိုးကျော်ရဲ့ဇနီးတဲ့ဖြစ်တဲ့ကိကိကပွဲတက်တိုင်းတမိုးကြီးရတနာတွေကိုဝတ်ဆင်လေးရှိတာပြည်သက်တီအသိပါပဲ ဒါပေမဲ့ဒီတစ်ခါမှာတော့ဝက်မွန်ရွှေရီတောင်မဝစ်ဆင်နိုင်သေးတဲ့ပဲစေးပဲကြီးခန်းလောင်ရှိတဲ့အရေးသွေးအကောင်ဆုံးစိန်ပွင့်ကြီးတွေကိုစစ်ချဲထားတဲ့ဗရက်ကြီးနဲ့မရေးသုံးကပွဲထွက်လာခဲ့ရပါဒါဟာရိုးရိုးစိန်ကုန်းမဟုတ်ဖဲမဟာဆန်နဲ့မြို့ရိုးဆင်ဆက်တထေးကြီးတွေမှသာပိုင်ဆိုင်နိုင်တဲ့အမွေနဲ့ရတနာကြီးတစ်ခုလိုခန်းနာလွန်းနေပါတယ် ပရိသတ်တွေကတော့မအေးတောင်းကတကယ်ပဲကျွေဝချမ်းသာမှုနဲ့ကိကိကိုရှင်ပြီးခြေလိုက်တာပဲလို့တောင်ပြောဆိုနေကြပါတယ်။တကယ်တမ်းပြန်ကြည့်လိုက်မယ်ဆိုရင်လည်းအေးဝေးရီတောင်းစွာကအနုပညာလောကထဲမှာနာမည်ကြီးအောင်တည်းမဟုတ်ပါဘူး။သူမကိုယ်တိုင်ကလည်းမိသားစုမျိုးရိုးဆင်ဆက်ခဲကပြည်စုံချမ်းသာသူတစ်ယောက်ပါ။ဒါရင်မကသေးပဲသူမရဲ့လက်ရှိခင်မွန်းတဲ့စွာကလည်းတာမန်လိုမဟုတ်ပါဘူးရှင်။ပြည်ရင်းမှာနမဲအကြီးဆုံး ID နဲ့ဖုန်း accessory company တစ်ခုဖြစ်တဲ့ Remax ရဲ့ပိုင်ရှင်တထေးကြီးတူလည်းဖြစ်ပါတယ်။ ဒါကြောင့်မအေးတောင်းကမင်းသမီးဆိုတဲ့ဂုံပုတ်အပြင်ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တထေးကတော်ကြီးတူလည်းဖြစ်နေပြန်ပါတယ်။ဒါကြောင့်သူမရဲ့ကြွယ်ဝမှုနဲ့အချိန်ဝါနဲ့ဆိုရင်တော့အခုလိုဒေါ်လာတန်းချီတန်းနဲ့စိန်ပယ်ကြီးကိုဝင်နိုင်နေစရာ ပြည်ထက်တီရဲ့အတွက်တော့ယုံကြည်လက်ခံနိုင်စရာဖြစ်နေပါတယ်။ဒါပေမဲ့ပြည်ထက်ကြီးရင်ဆိတ်လုံရှာစရာအကောင်းဆုံးအပိုင်းကတော့အခုမှလာမှာပါရှင့်။တကယ်တမ်းမှာတော့ဒီလောက်ကြီးကြီးခန်းထားတဲ့စိန်ပရက်ကြီးနဲ့မအေးတောင်းရဲ့ပုံရိပ်တွေကမြန်မာနိုင်ငံရဲ့စိန်လောကထိတ်တန့်နေရာမှာယက်တည်နေတဲ့စိန်စပယ်ဖူးစိန်ရွှေရတနာဆိုင်ရဲ့ကြောင်ညာရိုက်ကူးရေးတစ်ခုသာဖြစ်ပါတယ်။ Musical Opera ဆန်ဆန်ရိုက်ကူးထားပြီးဝိုင်းရင်သုတ်ဆောင်ကြီးတွေနဲ့အတူမိသားစုပုံစံကြီးကြီးကျယ်ကျယ်ကိုရိုက်ကူးထားတာပါ။ဒီဇလန်နဲ့မှမအေးတောင်းကမိသားစုရဲ့တံပိုးမဖြတ်နိုင်တဲ့အမွေနှစ်စိန်ပရက်ကြီးကို လက်ဆင့်ကန်အမွေရရှိလိုက်တဲ့ငယ်ဆုံးသမီးလေးနေရာကနေပုံဝင်ထတာဖြစ်ပါတယ်။ကြော်ညာလို့ဆိုပေမဲ့မအေးသောရဲ့ချက်တည်ရှိလာတဲ့အလှတရားနဲ့ဒီစိန်ပရက်ကြီးကတကယ့်ကိုမှလိုက်ဖက်ညီလုံးနာကြောင့်ပရိသတ်တွေကသူမပိုင်ဆိုင်တဲ့အစ်စ်လို့ထင်မှတ်သွားကြတာမဆန်းပါဘူး။မအေးသောကိုရိုင်းကလည်းဒီလိုရိုက်ကူးရင်းမှဝစ်ဆင်ခဲ့ရတဲ့စိန်စပယ်ဖူးကစိန်ပရက်၃ခုလောက်ကိုအယံသဘောချပြီးဝယ်ယူချင်နေတယ်လို့အင်တာဗျူးတွေမှာဖြေကြားထားပါတယ်။တမလို့တထေးကတော့တယောက်အနေနဲ့ကတော့ခင်မွန်းတဲ့ကိုပူဇော်လိုက်ရင်ချက်ချင်းရနိုင်မှာသိကြပါရဲ့နော် ကဲပြိသက်ကြီးရင်ခေါင်းစဉ်မှာပြောခဲ့သလိုဒေါ်လာတန်းချီတန်းနဲ့စိန်ပြရဲ့ကြီးနဲ့ပွဲချလိုက်တဲ့မအေးတောင်းရဲ့အလှကိုဘလို့ထင်မြင်မိပါသလဲဝင်းမုံရွှေရင်နဲ့ရှင်ရောဘသူကစိန်နဲ့ပိုလိုက်ဖက်လဲဆိုတာခေါမမှာဆွေးနွေးပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားစရာ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ